ဒီဘက်လုံးပြန်ပိတ်မယ်တယောက်ကယူစစ်တဲ့အချိန်မျိုးတွေပေါ့နော်ဖုန်းကိုဖွင့်ပြီးရင်ဒီအောက်ကနောက်တစ်ခုပေါ့နော်အတော့နှစ်မျိုးထားပြီးတော့ပေါ့နော်ထားရတာโอเคဒါဆိုရင်တော့နောက်ထပ်မျက်နှာပေါ့နော်ဒါနေယူဖုန်းတစ်လုံးရောက်သွားမယ်ဒါဆိုရင်ကိုယ့်အတွက်လည်းအဆင်ပြေတယ်ပေါ့နော်အဒီမှာလည်း Facebook ကောက်တို့ Line တို့ TikTok အကုန်လုံးပေါ့နော်ဒီမှာ install ပြန်လုပ်ပြီးတော့ဒီမှာလည်းထားလို့ရတယ်ဒါစပယ်ယာသုံးတဲ့အနေနဲ့အကောင့်မျိုးပေါ့နော်ကိုယ့်ရဲ့ account တရားယူစင်ဒီဆက်မျက်နှာနဲ့ပေးစစ်မယ်အဲတကယ်လို့ကိုယ့်ရဲ့ brand နေနဲ့သုံးပြီးဟိုဘက်ဆိုင်မျက်နှာပေါ့နော်โอเคဒီတိုင်းလေးသုံးတဲ့နီလန်းလေးကို share လင်းလုပ်ပေးမယ် โอเคဒါဆိုရင်ကျွန်တော်ဖွင့်တဲ့နီလန်းလေးကို sharing လုပ်ပေးမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ရဲ့ message ကဖုန်းရဲ့ setting တွေကိုတစ်ချက်သွားလိုက်အဲဖုန်းရဲ့ setting တွေကိုသွားပြီးတော့ဒီ chat bar လေးမှာကျွန်တော်ရဲ့ message ကအဲ second speed ကိုရေးလို့ရတယ်တချို့ဖုန်းတွေကြတော့လေအဲကလုံးဖုန်းကိုရေးတာလည်းမသိဘူးနော်ဒီပေါ်မှာရေးလိုက်လို့ရတယ်ဒီတိုင်းလေးပေါ့နော်အဲ second speed ကိုရေးတယ်တချို့ဖုန်းတွေတကယ်လို့မပေါ်တဲ့ဖုန်းတွေဆိုရင်တော့ကျွန်တော်ရဲ့ message ကကလုံးဖုန်းလို့ရေးလိုက်ပေါ့နော်အဲကလုံးဖုန်းလို့ရေးလိုက်တာနဲ့သူကပေါ်တယ်ပေါ့နော်ဒါဖုန်းဆိုတော့ဒီတိုင်းပေါ်လာဆိုဒီအပေါ်ဆုံးကြောင်းမယ်နော် အဲ့ဒီနေရာကလည်းသွားလို့ရတယ်ပေါ့နော်တချို့ဖုန်းတွေကြတော့လေဒီစတင်ထဲကိုသွားအဲသွားပြီးတော့ဒီ Edison ရဲ့စတင်ထဲကနေအဒီထဲကနေပြီးတော့သွားလဲရတယ်အဲ့ထက်ကနေနှိပ်နှိပ်ပြီးတော့ဆွဲတင်လိုက်အဲဆွဲတင်လိုက်ဒီမှာ second space တော့ပေါ်နေတယ်ပေါ့နော် okay ဒီဒီဒါလေးကိုကျွန်တော်ရွေးမစက်ကနှိပ်လိုက် okay နှိပ်လိုက်လို့ဆိုရင်ဒီတိုင်းလေးပေါ်လာမယ်ပေါ်လာမယ်ဆိုရင်ဒီအောက်ကပေါ့နော်အဲကျွန်တော်တို့က second space ကိုဖြွင့်ပေးလိုက်ပေါ့နော်ဟာဒါလေးကိုဒီအပြာချောင်းလေးကိုနှိပ်လိုက်အဲနှိပ်လိုက်ရင်သူကဒီလိုမျိုးလုံတင်လုံသွားမယ်ပေါ့နော်ဒါက အဲခဏလေးစောက်ပေးရတယ်ဒီနေရာမှာသာသူအနေနဲ့လေးလုံးလုံးတယ်ပေါ့နော်ခဏလေးစောက်ပေးလိုက်အဲဒီတိုင်းလေးပေါ်လာမယ်ပေါ်လာတဲ့ခဏလေးပေါ့နော်ဘာမှမလုံးနဲ့ဟုတ်ခဏလေးစောက်ပေးလိုက်ဒါသူကအဲကိုယ့်ရဲ့တပိုက်ကိုနှစ်ခုခွဲမှဖြစ်တယ်ပေါ့နော်ခဏလေးစောက်ပေးလိုက်အဲဒီနေရာလေးမှာသူ့ဘောင်းလုံးတင်လုံးနေတယ်โอเคဒါဆိုရင်ဒီတိုင်းလေးပေါ်လာမယ်ပေါ်လာမယ်ဆိုရင်ဒီအောက်ကအပြာလေးပေါ့နော် continue ဆိုတာလေးကိုတစ်ချက်နှိပ်โอเคဒီတိုင်းလေးပေါ်လာမယ်ပေါ်လာမယ်ဆိုရင်ကျွန်တော်ရင်ဆိုဒီအောက်က continue လေးပဲနောက်တစ်ချက်ထပ်နှိပ် โอเคဒီတိုင်းလေးပေါ်လာမယ်ပေါ်လာမယ်ဆိုရင်ကျွန်တော်ရေးမချက်ကအဲဒီတိုင်းပေါ့နော်အဲဒီအောက်ကဆက်တဲ့နောင်ပေါ့နော်အဲ့ဒီအလေးကိုတစ်ချက်နှိပ်နှိပ်ရင်အဲဒီတိုင်းလေးပေါ်လာဒါဆိုရင်ကျွန်တော်တို့ကဒီနေရာမှာ password အမှန်လေးထည့်ပေးရမယ်နော်အဲ password အမှန်ဆိုတာအဲကျွန်တော်တို့ရှေ့မှာကိုယ့်ရဲ့ဖုန်းမျက်နှာတော်ဖွင့်တဲ့ password အမှန်နော်ဒါ password အမှန်လေးကိုအရင်ထည့်ပေးလိုက်ကျွန်တော်ရဲ့ password အမှန်ကအဲဒီတိုင်းပေါ့နော်အဲဒါက password အမှန်ကိုအရင်တစ်ချက်ထည့်ပေးရတယ်နော်ထည့်ပေးလိုက်မှအဲသူကဒီတိုင်းပွင့်လာမယ်ဒါဆိုရင်အဲကျွန်တော်တို့ကနောက်ထပ်ဖုန်းတစ်လုံးအတွက်သုံးဖို့အတွက်ပေါ့နော်ကျွန်တော်ရေးမချက်ကကြိုက်တဲ့လူမျိုးထားလို့ရတယ် အဲဥပမာကျွန်တော်ကဒီဘက်ကပဲထားလိုက်မယ်နော်အဲဒီဘက်ကထားလိုက်မယ်အဲဒီတိုင်းထားမယ်တစ်ခါပေါ့နော်အဲနောက်တစ်ခါလဲပုံစံတူလေးအဲ့ဒီတိုင်းလေးနှစ်ခါထည့်ပေးလိုက်အဲဒါဆိုရင်တော့သူ့အတွက်တော့တော့ပေါ့နော်အဲဒါဆိုရင်ဒီဘက်မှာ confirm ဆိုတာအပြာလေးပေါ်လာတယ်နော်အဲဖုန်းကနည်းနည်း focus ဝါနေတော့နော်အဲဒါဆိုရင် confirm ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်အဲနှိပ်လိုက်တဲ့ဆိုရင်ဒီတိုင်းလေးပေါ်လာမယ်ဒါဆိုရင်ကျွန်တော်ပြဆိုလက်ဝေးတွေပါထည့်ဦးမလားမထည့်တော့ဘူးမထည့်တော့ရင်ဒီဘက်က skip နောင်ပေါ့နော်အဲထည့်လိုက်အဲနှိပ်လိုက်နှိပ်လိုက်တာနဲ့အဲဒီလိုမျိုးလေးရောက်သွားပြီပေါ့နော် အလွယ်လွယ်လေးပဲเนาะဒါဆိုရင်ကျွန်တော်တို့ကနောက်ထပ်ဖုန်းမျက်နှာတစ်ခုရောက်သွားပြီအကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲတရားကကိုယ့်ရဲ့ဖုန်းကိုယူတောင်းတောင်းပြီးတော့စစ်တဲ့ချိန်ဆိုရင်အကျွန်တော်ရေးမစအစဉ်ပြေသလိုမျိုးလေးပေါ့เนาะဒီဘက်ကဆိုရင်တော့အဒီမျက်နှာကိုပဲရောက်နေမယ်အဒီမျက်နှာနဲ့ပေးချင်တာလားဒါမှမဟုတ်လို့ကိုယ့်ရဲ့ဖုန်းကိုတရားကယူစစ်တဲ့ချိန်အကိုရအုံပြုတ်နေတဲ့မျက်နှာနဲ့ပေးချင်လာပါတော့။အဲဒီနေရာမှာမိဆွေကကြိုက်တယ်လို့ရွေးချယ်ပြီးတော့ပေးလို့ရတယ်။ Okay ဒါဆိုရင်ဖုန်းကတော့နည်းနည်းလေးပေါ့နော်။အရင်သေးနေတဲ့အတွက်နည်းနည်းဟန်တယ်။ဒါဆိုရင်ကျွန်တော်ကဒီဘက်ဒီမျက်နှာလေးနဲ့ကျွန်တော်ဖွင့်ပေးကြည့်မယ်။ အဲ့ဒါဆိုရင်တော့ကျွန်တော်ရဲ့ personal အသုံးပြုတဲ့မျက်နှာကိုရောက်သွားမှာပေါ့နော်အဲ့ဒီတိုင်းလေးခွဲပြီးတော့အသုံးပြုလို့ရတယ်ဒါဆိုရင်ကျွန်တော်တို့အပြင်နေပါတွေသွားတဲ့အချိန်မျိုးတွေပေါ့နော်အနေထားတွေဆိုရင်အဲသူကအဆအဝင်ထွက်လေးဆိုရင်တော့နည်းနည်းလေးတော့ဖုန်းက flat ဖြစ်တယ်ပေါ့နော်အဲကဏ္ဍလေးပါဒါဖုန်းကလည်းရေသွေးနှိပ်တာလည်းပါတယ်အဝင်ထွက်လေးချက်လေးပေါ့နော်ဒါဆိုရင်အဲ့ဒီမျက်နှာပေါ့နော်အဲသဘောပေါက်မှုလို့ပြောလင်းတယ်အဲ့ဒါကတော့ကိုယ့်ရဲ့ personal အသုံးပြုနေတဲ့မျက်နှာပေါ့နော်အဲကျွန်တော်တို့အပြင်သွားတဲ့အချိန်မျိုးတွေ အဲတယောက်ကကိုယ့်ရဲ့ဖုန်းကိုယူစစ်တယ်ဒါဆိုရင်ကျွန်တော်တို့က personal မျက်နှာအနေနဲ့ပြပြလို့အဆင်မပြေဘူးပေါ့နော်အဲအဆင်မပြေတဲ့အနေအထားလေးဆိုရင်ဒီဘက်ကဒီမျက်နှာနဲ့ကျွန်တော်တို့ဖွင့်ပေးလိုက်မယ်အဲဖွင့်ပေးလိုက်မယ်ဆိုရင်ဒါကျွန်တော်တို့စက္ကန့်မျက်နှာကိုရောက်သွားတာပေါ့နော်အဲခဏလေးဆောက်ပေးလိုက်အဲဒီတိုင်းလေးပေါ့နော်ဒါ Facebook အဝင်ထွက်လေးဆိုတော့နည်းနည်း flat ဖြစ်တဲ့အနေသဘောထားလေးပါဖုန်းကလည်းနည်းနည်း charge လေးတဲ့အတွက်ပေါ့နော်အဲဒီတိုင်းလေးပေါ့နော်ဒီမှာလဲဒါကျွန်တော်တို့အဲ Facebook ထည့်မယ်အဲ YouTube ထည့်မယ်အကုန်လုံးပေါ့နော်ဒီမှာလဲ install တင်ထားလို့ရတယ် အဒီမှာလည်းဟန်နေတော့ထည့်ထားပါတော့ဟာ Facebook ကောက်လေးတွေအ TikTok ကောက်လေးတွေပေါ့နော်အရင်သုံးတဲ့အနေထားလေးတွေနဲ့ထည့်ထားပါ့။ Okay ဒါမျိုးပေါ့နော်ကျွန်တော်တို့ဖုန်းတစ်လုံးထဲနဲ့လည်းဒါနောက်တစ်ဖုန်းတစ်လုံးဝယ်ဆရာမလို့ပဲနဲ့ဒါဖုန်းနှလုံးသုံးပြုလို့ရပါတယ်။ဟုတ်ကဲ့ပါအဲဒီဗီဒီယိုလေးကဒီလောက်ဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေနားလည်းသဘောပေါက်ပြီလို့မျှော်လင့်တယ်။တကယ်လို့ကျွန်တော်ရဲ့မိတ်ဆွေကဒါကိုအသုံးမပြုချင်တော့ဘူးဒီမျက်နှာကြီးကိုကျွန်တော်ကဖြတ်ချင်တယ်ဆိုတော့ရရပါတယ်။မဖြတ်တဲ့ထားထားတဲ့ဘာမှမဖြစ်ဘူးပေါ့နော်။ အဲဒါမှမဟုတ်လို့ဖြက်ကိုဖြက်ရတော့မယ်ဆိုရင်လည်းဖြက်လို့လည်းရပါတယ်။ Okay ဖြက်တဲ့နီလန်းလေးပြပေးမယ်ပေါ့နော်။အဲကျွန်တော်တို့ကဖြက်ချင်တယ်ဆိုရင်တော့အဲကိုယ့်ရဲ့ personal မျက်နှာကိုအရင်သွားလိုက်မယ်ပေါ့နော်။အဲခဏလေးဆောက်လိုက်ဒါဆိုရင်ကျွန်တော်တို့ personal မျက်နှာကကျွန်တော်တို့ကပွားထားတာဖြစ်တယ်တော့ပေါ့နော်။အဲဒီမျက်နှာကနေပြီးတော့ဒါကျွန်တော်တို့ကပြင်ပြီးတော့ဖြက်မယ်။အဲဖြက်မယ်ဆိုရင်လည်းကိုယ့်နှက်ကလိုပဲပေါ့နော်။ setting တွေကိုတစ်ချက်ပြန်သွားအဲပြန်သွားပြီးတော့အဲဒီမှာ additional setting တွေကိုတစ်ချက်ပြန်လား။ လာပြီးတော့အနေနဲ့လေးပေါ့နော်အဲ့ဒီမှာကျွန်တော် second space ဆိုတဲ့နေရာလေးကိုတစ်ချက်ဆွဲတင်လိုက်နှိပ်လိုက်အဲ့ဒီနေရာလေးကိုဟိုဒီမှာတော့လေးပေါ်နေတယ်ပေါ့နော်ဒါကပြတ်ချင်ပါနော်ပြတ်เสียရမလို့ဘာသူ့မလို့သူ့နေတာပေါ့နော်ဘာမှမပြတ်တနာမဖြစ်ပါဘူးအဲကျွန်တော်မြင်တာကမဟုတ်ဘူးပြတ်ကိုပြတ်ရမှာဆိုတော့နှိပ်လိုက်ပေါ့နော်အဲ့ဒီမိုက်ပေါ်နှိပ်နှိပ်ပြီးတော့ delete ကိုနှိပ်လိုက်တာနဲ့အဲဒါဆိုရင်ဒီမျက်နှာကပြတ်တော့ပါပြီအဲ့ဒီလောက်ပဲပေါ့နော်အဲလွယ်လဲလွယ်ကူတယ်ဒါကတော့ဖုန်းအသုံးပြုသူတိုင်းလုံးဝလှောက်ထားသိနေလို့လေမျိုးလေးနဲ့ကျွန်တော်တို့ခက်ကလာရပါတော့အကြောင်းမြင်မြင်ကြောင့် အဲအပြင်နေသွားတဲ့အချိန်မျိုးလေးဆိုရင်ဒီမျက်နှာလေးနှစ်မျက်နှာလေးနဲ့သုံးမယ်ပေါ့နော်ဟိုဘက်မျက်နှာမှာလည်းဒါ Facebook လေးတွေဟဲဟိုကလေးဒီကလေးထည့်တာပေါ့နော်ယုံကြည်အောင်ဒီတိုင်းလေးထည့်ပြီးတော့အသုံးပြုလေးရပါတယ်ဟုတ်ကဲ့ပါအဲဒီပြိုလေးကအဲဒီလောက်ဆိုရင်မိတ်ဆွေအတွက်အဲအကျိုးရှိမယ်လို့လည်းပြောလိမ့်ပါတယ်ဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်